ဟယ်လိုအလုံးမင်းမင်္ဂလာပါရှင်။အဲတလားတစ်ခါလုပ်ပေးနေကြဖြစ်တဲ့ရေဆော်နော်ရီတင်လေးပေါ့နော်။အားလေးကဒီလအတွက်လုပ်ပေးရမယ့်ချိန်လေးရောက်လာပြီဖြစ်ပါတယ်ရှင်။အဲတော့ဒီလလေးမှာတော့အမကဒီ tarot ကလေးနဲ့တူတူပေါ့နော်။ဒါရေဆော်နော်ရီတင်လေးကိုကြည့်ပေးမယ်။ရေဆော်နော်ရီတင်ဆိုတာဘာလဲဆိုတော့ကိုသိကျင်တဲ့မိကွန်းပေါ့နော်။ကိုစိတ်ထဲမှာရှိတဲ့မိကွန်း ဘာအကြောင်းသိချင်လဲချီလေဖြင်းဖြင်းမငွေကြီးစီပေါ်စောက်သဖြင့်ပေါ်နော်လောကအဲအကြောင်းရမျိုးမျိုးပေါ်နော်ဖြစ်ချင်ဖြစ်မယ်မိကွန်းလေးကိုတခုကိုအဲကိုရင်ထဲမှာပဲကိုမသာကိုမိကွန်းလေးမေးထားပြီးွားရင်အမကဒီကက်ကလေးသုံးကက်ကိုချပေးမယ်ကက်ကလေးသုံးကက်ထဲကနေပြီးတော့မှကိုကြိုက်ဆုံးဖြစ်တဲ့ကက်ကလင်းကိုရွေးပြီးတော့အဖြေကိုနားထောင်ပေါ့နော်အဲတချို့လေးတွေကျတော့အရှိလာလေးတွေမှာလည်းဒီ reading လေးကိုကြည့်တဲ့သူလေးတွေရှိတယ်ဆိုရင်တော့ဒီမေးခွန်းလေးတွေမေးရင်မေးထားလိုက်မယ်အဲ့ဒီမေးခွန်းလေးတွေပဲ ေါ့နော်ဒီတလအတွင်းမှာအဲ့ဒီအရင်လာတော့ကပေါ့နော်ဒါဖြည့်ပေးခဲ့လိုမျိုးတွေဖြစ်လာခဲ့သလားကိဝေးပေါ့နော်ဒါဖြစ်မလာသေးဘူးဆိုရင်ဘာတွေများထပ်ပြီးတော့တည်တင်းဖို့လိုအပ်လဲဆိုတာလေးတွေကိုဒီမေးခွန်းလေးတွေထပ်ပြီးတော့ကိုကမေးကြည့်လို့ရတာပေါ့နော်ဒါအခုမှဒီဗီဒီယိုလေးကိုတွေ့တဲ့သူကတော့ အဲကိုမေကွန်းလေးကိုခုမှမေးချင်နေရတယ်အဲ့တော့ကိုစိတ်ထဲမှာကိုတည်ချင်တဲ့မေကွန်းတစ်ခုကိုမေးလိုက်ပါပြီးွားရင်အဖြေလေးတွေနားထောင်ရအောင်နော် short reading လေးပဲဖြစ်တဲ့အတွက်ကြောင့်အမပိုင်လေးတွေတော့မခွဲပြီးတော့ဘူး time stamp လေးလည်းမပေးတော့ဘူးပေါ့နော်ဒီတိုင်းလေးပဲကတ်ကလေးရဲ့နမိတ်လေးတွေကိုပြောပြပေးသွားပါမယ်နော် show လေးနေနေပေါ့เนาะအတန်လေးတိုးတယ်လို့ပြောကြတယ်ပေါ့เนาะ ။အမအတန်ကတော့တက်နိုင်ဆုံးတော့ကြည်တော့ပြောပြပါတယ်။ဒါပေမဲ့အရန်ထွက်မလာတဲ့ခါကျတော့လေဖြစ်နိုင်မယ်ဆိုရင်တော့နှစ်ချက်လေးနဲ့ပေါ့နော်နောက်ထောင်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါမယ်နော်။ဟုတ်တော့ကကလေးတော့ကတော့ရုံဆုံးချလိုက်မယ်နော်ပြီးတော့မှပဲရွေးလိုက်ကြရအောင်နော်အော်ဒီမှာကကလေးတော့ကရလာပြီပေါ့နော်အဲ့တော့ရလာပြီဆိုတော့ ကိုဘဲကက်ကလေးကိုကြိုက်လေဒါလီယာ1 2 3ပေါ့နော်ကက်တစ်ကိုကြိုက်လား2ကိုကြိုက်လား3ကိုကြိုက်လားကိုမင်းရဲ့မိကွန်လေးကဘဲကက်ကလေးကိုရေးချင်တယ်ဆိုတော့ခဏလောက်တော့ရွေးလိုက်နော်အဲ့တော့ကနမတစ်ကလေးကိုရွေးထားတဲ့သူလေးတွင်အဖြေလေးက โอเคဒီကတ်လေးရဲ့နာမည်ရဆိုရင်တော့ yes ပေါ့เนาะဒါကိုအနေနဲ့ဒီကိုပေးတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ကတော့ပေါ့เนาะဒါအဲဟိုဘယ်လိုပြောမလဲဖြစ်လာနိုင်ခြေရှိတယ်ပေါ့ကွာဥမာကဒီဥစ္စာကပညာရေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မေးတဲ့မိခွန်းဆိုရင်လည်းဒါကိုကိုရဲ့ဒီလုပ်ငန်းနေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะဒါရှေ့ဆက်လို့ရတယ်တချို့ဆိုနိုင်ငံခြားကံလေးပေါ့เนาะနိုင်ငံခြားတွားရမလားအဲနိုင်ငံခြားထွက်ဖို့ပေါ့เนาะပြင်နေတဲ့သူလေးတွေရှိရယ်ဆိုရင်လည်းဒါ ်ထွက်ရနိုင်ခြင်းရှိရဆိုတဲ့သဘောမျိုးလေးကိုပြချင်တာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီမိန်းကလေးရဲ့ဖြေကတော့ yes ပါဆက်ပြီးတော့ပေါ့နော်ဒါဆက်ပြီးရှောက်လန်းတော်လို့ရမယ်ဆိုတဲ့ပေါ့နော်အဲအတိတ်ပဲလေးကိုပြောပြချင်ပါရဲ့နော်ဒါတော့ girl so တကလေးကတော့ဖြေကတော့ yes ပါရှင်အဲ့တော့ကတ်နှစ်လေးကိုကြည့်ရအောင် အော်ကောက်ဆွန်းနဲ့လေးကတော့ဗောနော်အဖြေလေးကတော့음 no လို့ပဲပြောအောင်မပေါ့နော်အဲတစ်ခါလေးကြာရင် maybe လို့လည်းယူဆလို့တော့ရပါတယ်ဒါမှမဟုတ် no ဘက်ကိုတော့နည်းနည်းပို့သွားတဲ့အဖြေမှာရောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ energy လေးမှာက ိုကိုမေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့နော်ဆိုရင်နားလေးတွေသိရမလားတချို့ဆိုရင်ဒါဥမာအခြေအေးနဲ့ဥပမာပေးလိုက်မယ်ပေါ့နော်အခြေအေးမှာဆိုရင်ကတချို့ပေါ့နော်ဒါအခြေအေးနဲ့ပတ်သက်ပြီးတော့ဒီစိတ်ထဲမှာလွတ်မချနိုင်တဲ့အရာတွေဥမာကွာဟို relationship တစ်ခုပေါ့နော် new relationship ကိုတိဆောက်မယ်ပဲထားပါဆိုကောမကိုကိုလာပြီးတော့အဲဟို propose လာလုပ်တဲ့လူရှိရေပေါ့နော်ဒါမဲ့ကိုကအဲ့ဒီဟာကို အဖြစ်မပေးရဘူးဘာလို့အဖြစ်မပေးရဘူးလို့ဆိုရင်ကိုယ့်ရဲ့အတိတ်မှာရှိနေတဲ့ဒဏ်ရာတွေကကိုယ့်အစီမှာထွေးပိုက်ထားနေတော့မယ်ပေါ့နော်အဆင်မပြေမှုတွေရှိနေတော့မယ်ဆိုတော့အချစ်တစ်ကိုမစတင်ရဘူးဆိုတဲ့ energy ပေါ့နော်ဒါအမားကဥပမာပေးတာနော်အဲ့ဒီမိကုံးလေးအခုကြည့်နေတဲ့သူလေးကဖြစ်ချင်မှဖြစ်မယ်ကွာဒါဥပမာပေးလိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲသဘောပြောချင်တာကကိုယ့်အစီမှာဒီလိုမျိုးတွေပေါ့နော်အဆင်မပြေမှုတွေရှိနေတဲ့ဆိုရင်ပုံမှန်မှုတွေရှိနေရဆိုတော့အဲ့ဒါတွေကိုအရင်ဆုံး relax နော် relax လုပ်ဖို့လိုအပ်တယ်လွှတ်ချဖို့လိုအပ်တယ်အဲဒီတော့မှကိုမေးတဲ့မေးခွန်းလေးရဲ့အဖြေကပိုကောင်းတဲ့ energy ဘက်ကိုရောက်လာနိုင်မယ်ဆိုတဲ့သဘောမျိုးကိုအမကပြောချင်တာပါနော်အဲတော့ဒီနံပါတ်2မေးခွန်းလေးကိုရွေးထားတဲ့သူလေးကတော့အဖြေကတော့ နိုးပေါ့နော်ဒါလောလောဆယ်တော့ကိုကိုစီမအဲ့လိုမျိုးပေါ့ဒီအချောင်းရယ်နဲ့တိုက်ဆိုင်တဲ့သူတွေရှိတယ်ဆိုရင်လည်းပေါ့ကွယ်ကိုရဲ့ဒီပေါ့နော် SD ဆိုရင်ပုံမှန်မှုတွေအဲကြောင်တရားတွေတည်တယ်မလားအဲ့လိုမျိုးဖတ်တွေ့ထားမှုတွေစသဖြင့်အဲ့လိုမျိုးတွေရှိတယ်ဆိုရင်တော့ရင်းဥစားရလေးတွေကို short ချပေးပါလို့ပြောချင်ပါတယ်နော်အဲ့တော့နံပါတ်3နော်ကနံပါတ်3လေးကိုကြည့်ရအောင် โอเคခဏမ3လေးကတော့ yes ပါရှင်ခဏမ3ကတော့ဒီကတ်3ခုထဲမှာဆိုရင်အကောင်းဆုံးတော့ပဲပြောရမှာပေါ့เนาะဒီခဏမ3လေးကိုရွေးထားတဲ့သူလေးအဖြေကတော့ yes ပါပြောမှာစင်တော့ successful energy ကိုတွေ့နေရတယ်တခုခုဆိုရင်ဒီမှာဆိုရင်သူကအောင်မြင်မှုတွေနဲ့ဒီမှာပန်းကွေလေးနဲ့တွေ့တာเนาะဒီမှာပြန်လာတယ်ပေါ့ကွာပြောမှာဆိုရင်တိုက်ပွဲတခုခုကနေပြန်လာတယ်ပြန်လာတာတော့မှအောင်မြင်မှုတွေနဲ့ပြန်လာတယ်ဆိုတော့အနောက်တိတ်ပဲမျိုးပေါ့เนาะပြောချင်တာကတော့ကိုလုပ်တဲ့လုပ်ငန်းနေအောင်မြင်လာမယ်ကိုမေးရတဲ့မိကုန်းလေးနဲ့ပတ်သက်ပြီးတော့လေအောင်မြင်မဲ့နမိတ်တွေရှိ တယ်။နော်အဲ့လိုသဘောမျိုးလေးကိုပြောချင်တာပေါ့နော်။ဒါအခြေရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်အလောက်ကိုင်းမိုင်းဆိုင်ရမှာပဲဖြစ်ဖြစ်ပေါ့နော်။ဒါ successful energy ရှိတယ်ဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်။အဲ့တော့ကတ်နံပါတ်3လေးခက်အဖြေကတော့ yes ပါနော်။ဟုတ်ပြီလား။အဲ့တော့ရက်စုံတော့ဖြေလေးတွေကိုတည်ခွာကြပြီဆိုရင်တော့နောက်လာကြရင်လည်းဆက်ပြီးတော့ဗောနော်ဒီဖြေလေးတွေအဲ နောက်နောက်ထပ်မေခွန်းအသစ်လေးလည်းမေးကြည့်လို့ရတယ်ပေါ့နော်ဒီမေခွန်းလေးတွေအဖြစ် negative ထွက်လာတဲ့သူလေးတွေကလည်းနောက်လာကြရင်ထပ်ပြီးတော့ကိုမေခွန်းကိုမေးကြည့်လို့ရပါတယ်နော်ထပ်ဒီဒီခုမေးထားတဲ့မေခွန်းကိုပဲထပ်ပြီးမေးပြီးတော့ reading လေးကိုထပ်ပြီးနားထောင်ကြည့်ပေါ့နော်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ခုလိုမျိုးနားထောင်ပေးတဲ့အတွက်ပေါ့နော်အမအဲပြောမှဆိုရင်တော့ကဲဒီလိုမျိုး reading လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ အဲမရဲ့ဒီ Facebook ဆိုလဲ Facebook page လေဒါရောအဲ Facebook page ကတော့ Facebook နဲ့ YouTube ကတော့အမကနာမည်က Oracle Guided for You ဆိုတဲ့နာမည်နဲ့ပဲဒါဖွင့်ထားတာပေါ့နော်ဒီ TikTok မှာဆိုရင်တော့ Terror by Angel ဆိုပြီးတော့နာမည်လေးနဲ့ဒါ TikTok account လေးပေါ့နော်ရှိပါတယ်ဒါလေးတွေကို follow လုပ်ထားမယ် subscribe လုပ်ထားမယ်ဆိုရင်တော့ new reading လေးတွေ video လေးတွေကိုဒါနားထောင်လို့ရမှာဖြစ်ပါတယ်ရှင်အဲ့တော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်သဘောကျတယ်ဆိုရင်တော့ကိုပါလေးရွေးထားလဲဆိုတာလေးတွေတော့ ကမ္မလေးရမှတော့ပြောနော် like and share လေးနဲ့လာအားပေးဖို့လည်းမမေ့နဲ့ဘူးနော်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲနောက် video လေးမှာတွေ့မယ်နော်ပိုင်ပိုင်ပါ